မင်္ဂလာပါရှင်ခိတိတယ်လီဗီရှင်ကနေသတင်းတွေကိုတင်ဆက်ပေးပါမယ်စစ်ကောင်စီနဲ့တော်လိုင်းအင်အားစုတွေကြောင့်ငြိမ်းချမ်းရေးဆွေးနွေးနိုင်ခြေရရှိနေစေလို့သက်ဆင်ဆိုတဲ့ကြောင်းတင်ဆက်ပေးပါမယ်မြန်မာနိုင်ငံမှာအာဏာသိမ်းစစ်ကောင်စီနဲ့တော်လိုင်းအင်အားစုတွေကြောင့်ငြိမ်းချမ်းရေးဆွေးနွေးမှုဖြစ်နိုင်ခြင်းမြင့်မြင့်မားမားရှိနေစေလို့ယုံကြည်ကြောင်းထိုင်းဝင်ကြီးချုပ်ဟောင်းသက်ဆင်ရှင်နာဝက်ကဆိုပါတယ်ပြည်ရင်းပဋိပက္ခတွေကိုစိစက်ဆွေးနွေးမှုနည်းလမ်းနဲ့ဖြည့်ရှင်းဖို့အခုလာဆန်းပိုင်းမှာသူကအာဏာသိမ်းစစ်ကောင်စီကိုတိုက်တွန်းခဲ့ပြီးမြန်မာနိုင်ငံကအပြုသဘောဆန်တဲ့တုံ့ပြန်မှုမျိုးပြသခဲ့တဲ့အတွက် အခုလိုမျှော်လင့်နိုင်တာဖြစ်တယ်လို့သက်စင်ကဆိုပါတယ် အရှိတောင်အာရှနိုင်ငံများအစည်းအရုံးအာဆီယံရဲ့အလဲကျဥက္ကဋ္ဌအတွက်အကြံပေးအဖွဲ့ဝင်ဖြစ်တာဝန်ယူထားတဲ့သက်စင်ကမြန်မာနိုင်ငံမှာဆေးဆက်ဆွေးနွေးမှုနဲ့ပြဿနာတွေဖြေရှင်းဖို့ဖြစ်နိုင်ခြင်းအခွင့်အလမ်းမြင့်မြင့်မားမားရှိနေပြီးအဲ့ဒီကိစ္စအထမြောက်လာအောင်ဂျာဝင်စီစဉ်ပြီးခြင်းကြောင့်မင်းအောင်လိုင်ကတိုက်တွန်းစကားတွေကိုနားထောင်စေခဲ့ပြီးနောက်ဆက်တွင်ဆွေးနွေးမှုတွေဖြစ်လာနိုင်ကြောင်းမှတ်ချက်ပေးသွားခဲ့ပါတယ်။အာဆီယံအလဲကျဥက္ကဋ္ဌဖြစ်တာဝန်ယူထားသူမလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်ကသက်စင်ကိုအကြံပေးဖြစ်ခန့်ထားတာပါ။ဘင်္ဂလားပင်လယ်ော်စီးပွားရေးနဲ့ဤပညာဆိုင် ာဗတ်စုံပူပေါင်းဆောင်ရွက်ရေးဖွဲ့ဘင်းစတက်ထိပ်သီးညီလာခံတက်ရောက်ဖို့ထိုင်းကိုရောက်ရှိခဲ့သူမင်းအောင်လိုင်ကိုမြန်မာနိုင်ငံငင်းချိုင်းအတွက်သူရဲ့စိတ်အားထက်သန်မှုလိုလားမှုကိုအသိပေးခဲ့တယ်လို့အဲ့ဒီရီမန်ချက်အထောက်အများဖို့ဆိုရင်စည်းဆက်ဆွေးနွေးမှုတွေက ပထမဆုံးအရေးပါဆုံးအခြေလမ်းဖြစ်မယ်လို့တိုက်တွန်းခဲ့ကြောင်းသက်စင်ကဆိုပါတယ် ထိုင်းဟာမြမအရေးမှာဘယ်ဘက်ကမှမပါဘဲသက်ဆိုင်ရာအစုဖွဲ့အသီးသီးကိုဆွေးနွေးမှုတွေစတင်ပြီးစီနိုင်ဖို့တာရည်ရွယ်ကြောင်းလက်ရှိထိုင်းဝန်ကြီးချုပ်ဖီတောင်တန်းရှင်နာဝဲရဲ့ဖခင်လည်းဖြစ်တဲ့သက်စင်ကဆိုပါတယ်စစ်ကောင်စီရဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ဆွေးနွေးတာမရှိခဲ့ဘူးလို့သူကဆိုပါတယ်စစ်တပ်နဲ့လက်နက်ကိုင်ဖွဲ့တွေဆွေးနွေးတာနိုင်ငံရေးအကျဉ်းသားတွေလွတ်ပေးတာတွေကိုရွေးကောက်ပွဲမတိုင်မှာလုပ်ရမှာဖြစ်ပြီးဒါရီမရှိဘဲနဲ့ရွေးကောက်ပွဲဖြစ်လာမယ်လို့သူမယုံကြည်ဘူးလို့လည်းပြောထားပါတယ် ဇလန်ပြီးနထိုးကြီးမြို့ပေါ်မှာအရက်ထွက်ဝဲနေစစ်သားနှုန်းကိုအနီးကပြစ်ခတ်တိုက်ခိုက်မှုနှုန်းစလုံးသိပြီးတနက်နက်လက်သိမ်းဆည်းရရှိရဲ့ကြောင်းတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းနထိုးကြီးမြို့ပေါ်မှာအရက်ထွက်ဝဲနေစစ်သားနှုန်းကိုအနီးကပြစ်ခတ်တိုက်ခိုက်ရာနှုန်းစလုံးသိဆောင်ပြီးတနက်နက်လက်သိမ်းဆည်းရရှိခဲ့ကြောင်းနထိုးကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှတာဝန်ရှိသူတအုပ်ကပြောကြားခဲ့ပါတယ်။ AB လ15ရက်နေ့မနက်9:30မိနစ်30ခန်းမှာနထိုးကြီးမြို့ပေါ်မှာအရက်ထွက်ဝဲနေစစ်ကောင်စီတပ်သားနှုန်းကိုနထိုးကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှတော်လိုင်းရဲဘော်နှုန်းက ပစ္စတိုနယ်လက်နဲ့ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုအတွင်းဂျမ်ဖတ်စစ်ကောင်စီတပ်သားနှစ်ဦးစလုံးနေရာမှာပွဲချင်းပြီးတည်ဆုံခဲ့က MA11 နှစ်လက်ကြီပေါက်၃ပေါက်9.56ကျီ85တောင်ကိုတင်ဆက်ရရှိခဲ့ကြောင်းသိရပါတယ်။အရက်ထွက်ဝဲတဲ့စစ်ခွေးနှစ်ကောင်ကိုကျွန်တော်တို့ရဲဘော်နှောင်းကပစ္စတိုနဲ့အနီးကပ်ဝင်ပစ်တာခွေးနှစ်ကောင်လုံးတည်ပြီးတနက်နှစ်လက်တင်ဆက်ရရှိခဲ့ပါတယ်။ရဲဘော်တွေဒီကမ်းမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တဲ့လူနှစ်ထိုးကြီးမျိုးနဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့မှတာဝန်ရှိသူတအုပ်ကပြောဆိုပါတယ်။ အကြံဖတ်စစ်ကောင်စီတပ်ကအပြစ်ခံရစိုင်းရေးကြီးညာထားတော်လဲနထူးကြီးမြို့နယ်တွင်ရှိကျေးရွာရင်းနဲ့ဘာသာရေးအဆောင်တွေကိုဥတီပြီးလင်းရင်နဲ့တော်၎င်းစက်တက်လေဒီနဲ့တော်၎င်းဟောင်းဝင်းစာနဲ့တော်၎င်းနေစဉ်ပြစ်ခတ်ပုံကျဲတိုက်ခိုက်လျက်ရှိတာကြောင့်ပြည်သူများအနေနဲ့တတိပြုနေထိုင်ဖို့နထူးကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကတတိပေးပြောဆိုလိုက်ပါတယ်မြန်မာနှစ်သက်ကိုတကြံကာလမှာပြည်သူအလုံးဘေးအန္တရာယ်ကင်းဝေးပြီးစိတ်ချမ်းသာစွာနေထိုင်ကြပါစေကြောင်းဆုတောင်းမေတ္တာပို့သားတယ်လို့နထူးကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှတာဝန်ရှိသူတောင်ကဆက်လက်ပြောဆိုပါတယ် ောက်တဲ့တပုတ်အနီနဲ့မင်းလာမျိုးနယ်မှာ PDF တရင်တွေကိုလိုက်လံစုံစမ်းနေတဲ့လက်နက်ကိုင်ပြူစောတိလင်မယားကိုပြစ်ခတ်တိုက်ခိုက်မှုတအုပ်တည်ဆုံနေကြောင်းတင်ဆက်ပေးပါမယ်။ပဲခူတိုင်းမင်းလာမျိုးနယ်မှာ PDF တရင်တွေကိုလိုက်လံစုံစမ်းနေတဲ့လက်နက်ကိုင်ပြူစောတိလင်မယားကိုပြစ်ခတ်တိုက်ခိုက်ရာတအုပ်တည်ဆုံကြောင်းတာယာဝတီခရိုင်တရင်3800နှစ်မှာတာဝန်ရှိသူတောင်းကပြောကြားခဲ့ပါတယ်။ April 13ရက်နေ့ည9:00မိနစ်ကို30ခန်းမှာမင်းလာမျိုးနယ်ပန်ပွေကုန်းကျေးရွာမှာနေထိုင်တဲ့လက်နက်ကိုင်ပြူစောတိထွန်းထွန်းဝင်းကိုတာယာဝတီခရိုင်တရင်3800နှစ်တက်ခွဲနှစ် င်မှာတော်လန်ရဲဘော်တွေက၎င်းနေအိမ်တွင်ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ကြောင်းသိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုအတွင်ပြူစော်တီထွန်းနှုံဝင်ကနေအိမ်နောက်ဖက်မှာကုန်းချထွက်ပြေးသွားပြီးတော်လန်ရဲဘော်တွေကိုအကြမ်းဖက်စစ်တပ်ကထုတ်ပေးထားတဲ့တနက်နေ့ပြန်လည်ပစ်ခတ်ကထွက်ပြေးသွားပြီး၎င်းရဲ့ဇနီးဖြစ်သူကလက်ပစ်ပုံနဲ့ပြန်လည်တိုက်ခိုက်ဖို့ပြုလုပ်စဉ်တနက်၃ချက်နဲ့ပစ်ခတ်ခဲ့ရာနေရာမှာပွဲစင်းပြီးတည်ဆောင်းခဲ့ကြောင်းသိရပါတယ်။ တည်ဆုံသွားတဲ့ပြူစော်တီထွန်းတော်ဝင်တဲ့ဇနီးဖြစ်သူစာအုပ်ကပြူစော်တီတနန်းဇနီးဖြစ်ပြီးတော်လိုင်းရဲဘော်ရီရဲ့အချက်လက်တွေကိုအစံဖတ်စစ်တပ်တန်းတရင်ပေးဖန်စီခိုင်းခြင်းဒါအပြင်စစ်တပ်ကိုမမှန်တရင်ပေးကပြည်သူများကိုဖန်စီခိုင်းခြင်းများလှုပ်ဆောင်နေသူဖြစ်ကြောင်းသိရပါတယ်ပြူစော်တီထွန်းတော်ဝင်ကသူ့အိမ်ထဲကိုဝင်လာတဲ့ကျွန်တော်တို့ရဲဘော်ရီကိုမြင်ရောနောက်ဖေးပေါက်ကနေထွက်ပြေးတဲ့အိမ်နောက်ဖေးပေါက်ရောက်တော့တစ်ပင်အကွဲကနေစစ်ခွေးတွေပေးထားတဲ့တနန်းနဲ့ကျွန်တော်တို့ရဲဘော်ရီကိုပြန်ပစ်ပြီးထွက်ပြေးပါတယ်ထွန်းထွန်းဝင်မိမကလည်းကျွန်တော်တို့ရဲဘော်ကိုလက်ပစ်ပုံးနဲ့တိုက်ခိုက်ဖို့စနက်တန်ဖြုတ်ဖို့လို ပ်နေတာမြင်လို့တနက်နေ့ခေါင်းကိုတုံးချက်ပြပြီးရှင်းလိုက်ပါတယ်။အရင်ကသူတို့လင်မယားတွေကစစ်ခွေးသတင်းပေးလို့တခြား PDF ဖွဲ့ကတတိပေးဖမ်းဆီးပြီးပြန်လွတ်ပေးထားတာအခုနောက်ပိုင်းကျတာမန်ပြည်သူတွေကိုပါမှန်မှန်သတင်းပေးပြီးစစ်ခွေးတွေကိုဖမ်းဆီးခိုင်းနေတာတွေထပ်လုပ်လာတဲ့အပြင် PDF သတင်းတွေစစ်ခွေးစီစုံစမ်းပို့ဆောင်လာလို့စက်တားရင်အလုံးအတွက်ဒုက္ခပေးမှာမို့အရေးယူထားရတာပါလို့တာယာဝန်ကြီးခိုင်တန်ရင်3800နှစ်မှတာဝန်ရှိသူတောင်းကပြောပါရယ်ဆက်လက်ပြီးလည်းပြည်သူများနဲ့တော်လိုင်းတပ်ဖွဲ့တွေကိုဒုက္ခပေးနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေနဲ့ င်းအကြံဖက်စစ်ကောင်စီတောက်တိုင်တွေကိုအရှိန်မြင့်တိုက်ခိုက်သွားမှာဖြစ်တာကြောင့်ပြည်သူများအနေနဲ့၎င်းတို့အနီးသွားလာနေထိုင်ခြင်းတွေမပြုလုပ်ကြဘို့တာယာဝတီခရိုင်တန်ရင်3800နှစ်ကအတိပေးပြောဆိုထားပါတယ်။နောက်ထပ်တပုံးနေနဲ့တကြံအကြံဒီမှာစစ်ကောင်စီကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲအုတ်တွင်းမျိုးနဲ့ရှိတောင်းတန်းရွာကိုလေရင်နဲ့ပုံကျဲတိုက်ခိုက်မှုပြည်သူနှောင်းဦးတည်ဆုံးနေကြောင်းတင်ဆက်ပေးပါမယ်။ ပဲခူးတိုင်းအုပ်တွင်းမြို့နယ်တောင်းနှင်းရွာကိုဂျမ်းဖတ်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလင်းရင်နဲ့ဘုံကျဲတိုက်ခိုက်တာကြောင့်ဖြီသူနှုတ်တည်ဆောင်ခဲ့ကြောင်းဒေသခံဖြီသူတွေကပြောကြားခဲ့ပါတယ်။ဧပြီလ15ရက်နေ့နေ့လယ်3နာရီခွဲမှာအုပ်တွင်းမြို့နယ်တောင်းတန်းရွာကိုဂျမ်းဖတ်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလင်းရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာဖြစ်ကြောင်းသိရပါတယ်။အဂျမ်းဖတ်စစ်တပ်ရဲ့ဘုံကျဲတိုက်ခိုက်မှုအတွင်းဖြီသူနှုတ်တည်ဆောင်ပြီးနှုတ်ပြင်းထန်ရရှိခဲ့ပြီးနေအိမ်တလုံးလည်းဖျက်ဆီးခဲ့ကြောင်းသိရပါတယ်။တောင်းတန်းရွာကိုစစ်ခွေးတွေကလင်းရင်နဲ့ဘုံကျဲတာနေအိမ်တလုံး ပေါ်ကြပြီးပြည်သူလေးဦးထိခိုက်ဒဏ်ရာရတဲ့တိုက်ပွဲမဖြစ်ပဲလာကျဲသွားတာ၃နိုင်ဝင်ကျင်လောက်ကအခုတင်ရတာကမြို့သမီးတအုပ်နဲ့ မျိုးသားတအုပ်တည်ဆုံးသွားပြီလို့သိရတယ်လို့ဒေသခံပြည်သူတအုပ်ကပြောပါတယ်။နောက်ထပ်တပုတ်အနေနဲ့တစ်ဖက်သက်ကြီးနိုင်ငံချင်းပြုလုပ်တာကိုပူရဲဆန့်ကျင်တင်တယ်လို့တရုတ်က BNN ကိုပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။တရုတ်နဲ့ BNN တို့ကတစ်ဖက်သက်ကြီးကြီးနိုင်ငံချင်းပြုလုပ်နေမှုကိုပူရဲဆန့်ကျင်တင်တယ်လို့ BNN ကွန်မြူနတီပါတီအထွေထွေအတွင်းရေးမှူးတိုလန်နဲ့ဆွေးနွေးစဉ်တရုတ်သမ္မတရှီကျင်းဖင်ကပြောကြားလိုက်ပါတယ်။တနင်္လာနေ့က BNN နိုင်ငံမှာတိုလန်နဲ့တွေ့ဆုံစဉ်ရှီကျင်းဖင်ကအခုလိုမှတ်ချက်ပြုခဲ့တာလို့တရုတ်နိုင်ငံသားဝင်ကြီးဌာနကပြောပါတယ်။ရှီကျင်းဖင်က ခုနှစ်တွင်ပထမအောင်ဆုံးသောပြည်ပခီးစဉ်ရဲ့တစ်စိတ်တစ်ပိုင်းဖြင့်ဗီယက်နမ်နိုင်ငံကိုသွားရောက်ခဲ့ပါတယ်။တရုတ်နဲ့အမေရိကန်ကြားကုန်သွယ်ရေးပို့တိုက်မှုအရှိန်မြင့်နေပြီးနှစ်နိုင်ငံစလုံးကအပြန်အလှန်စီးကြပ်ခွန်တွေတက်မှတ်နေချိန်မှာ၎င်းတို့နောက်အခုလိုဆွေးနွေးခဲ့ကြတာပါ။တရုတ်နဲ့ဗီယက်နမ်ကဉာဏ်ရည်တုနည်းပညာလေယာစိုက်ပျိုးရေးအပါအဝင်နေပယ်ဆောင်မှာပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ဖို့သဘောတူခဲ့ပြီးသဘောတူညီချက်45ခုကိုလက်မှတ်ရေးထိုးထားခဲ့ပါတယ်။အမေရိကန်နိုင်ငံနဲ့ကုန်သွယ်ရေးပို့တိုက်မှုအကျိုးသက်ရောက်မှုတွေရှင်းချဖို့တရုတ်နိုင်ငံကအဓိကကုန်သွယ်ဘက်နိုင်ငံတန် င်ငံဖြစ်တဲ့ VNN နဲ့ဆက်ဆံရေးကိုတိုးမြှင့်ဖို့ကြိုးပမ်းနေပါတယ်။ ASEAN ဖွဲ့နဲ့ပူးပေါင်းဆောင်ရွက်မှုမြင့်တက်ဖို့ VNN ခီးစဉ်ပြပါကရှိချင်းဖြင့်ကမလေးရှားနဲ့ကမ္ဘောဒီးယားနိုင်ငံကိုတွားရောက်မယ်လို့သိရပါတယ်။တရုတ်နိုင်ငံအတွက် ASEAN ဖွဲ့ကအမေရိကန်နိုင်ငံထက်ပိုမိုကြီးမားတဲ့ကုန်သွယ်ဘက်တစ်ခုဖြစ်ပါတယ်။ ဇလပီးသခိုင်းငလင်ကြီးလောက်ခတ်ချင်းမိသားစုပြတ်တောင်းနေရရွှေ့သွားပုံကို NASA ကရှင်းပြတဲ့အကြောင်းတင်ဆက်ပေးပါမယ်။သခိုင်းငလင်ကြီးနဲ့ဆက်ဆက်ပြီးမိသားလှုပ်ရှားရွေရှားမှုတွေဘလို့ဖြစ်ခဲ့တယ်လဲဆိုတာရှင်းပြထားတဲ့ပုံရိပ်တကူအမေရိကန်အမျိုးသားအာကာသအေဂျင်စီ NASA ကထုတ်ပြန်ခဲ့ပါတယ်။ မလ28ရက်နေ့လုံကစကိုင်းတိုင်းဒေသကြီးကိုဗဟိုပြုလုခတ်ခဲ့တဲ့မဂနီကျူ9.9ငလင်ကြီးနဲ့12မိနစ်ကြာမှထပ်လုခဲ့တဲ့နောက်ဆက်တွဲမဂနီကျူ6.9အစင်ငလင်တွေကမတူညီတဲ့အစိပ်ပိုင်းတွေရဲ့မြေသားတွေကိုတောင်မြောက်ရင်းထိုးလုခတ်စေခဲ့ကြောင်း NASA ကဂျိုရုတပ်ပုံတွေနဲ့တောင်ပိုင်းကယ်လီဖိုးနီးယားအခြေဆိုင် Jeff propolis သုတေသနဌာနရဲ့အချက်အလက်တွေကိုပေါင်းပြီးရှင်းပြခဲ့တာဖြစ်ပါတယ်။သကိုင်းပြည့်ရီကျော်ကြီးကိုအခြေတည်ပြီးမြေတိမ်ပိုင်းမြေအနက်10ကီလိုမီတာလောက်ကိုဗဟိုပြုလုပ်ခတ်ခဲ့တဲ့ဖြစ်အားပြင်ကလင်းကြီးအတွင်မြေဒုတွေဘလို့အကွဲရွေးရှာကုန်တယ်လဲဆိုတာကိုဂျိုဒုဓာတ်ပုံပေါ်မှာအနီနဲ့အပြာဆက်တွေအယောင်ထည့်ပြီးမြင်သာအောင်ဖော်ပြထားပါတယ်။အနီဆက်တွေကမြေလွားမြောက်ဖက်ကိုရွေးရှာတဲ့ဒိဗယ်ဖြစ်ပြီးအပြာဆက်တွေကတော့တောင်ပိုင်းကိုဥတီပြီးရွေသားတဲ့အသိအပိုင်းတွေဖြစ်တဲ့နာဆာရဲ့ဖော်ပြချက်အရသကိုင်းနဲ့နေပြည်တော်မြို့တွေအပါအဝင်သကိုင်းပြည့်ရီ ကျော်အနောက်ဘက်ဒေသတွေကငလင်လုတ်ခတ်ချိန်မှာမြောက်ဘက်ကိုဥတီရွေရှာပြီးမန္တလေးနဲ့ပြည့်ရည်ကျော်အရှိဘက်ဒေသတွေကတော့တောင်ဘက်ကိုဥတီရွေရှာသွားတယ်လို့သိရပါတယ်။တနည်းအားဖြင့်ပြည့်ရည်ကြောင်းရေအရှိဘက်နဲ့အနောက်ဘက်ကိုအထက်အောက်ဆွဲဖြဲသလိုဖြစ်ခဲ့ပြီးပြင်းမြအားဖြင့်ပြည့်ရည်ကျော်တစ်လျှောက်မှာ3မီတာဝန်းကျင်လောက်နေရာရွေသွားပြီးတချို့နေရာတွေမှာတော့6မီတာလောက်ထိရွေစားမှုတွေဖြစ်ခဲ့လို့သိရပါတယ်။ငလင်ကလွတ်ထုံလိုက်တဲ့အဖြစ်အဆွမ်းအားကြောင့်ဒီလိုမြေသားတူတွေပြတ်တောင်ရွေရှာကုန်တဲ့စုစုပေါင်းရှိဟာကီလိုမီတာ950လောက်ရှိနေရတယ်ဆိုပြီး NASA ာကခံမှန်းထားကြောင်းသတင်းမှဖော်ပြပါရှိပါရရှင်။